စားဖို့မရှိဘူးကျွန်တော်တော်လည်းရေလုတ်ဖို့အတွက်ဟိုတော့ဝင်ကြည့်ပေးလိုက်လိုက်ဟိုသူတို့ကဟိုဘယ်လိုလဲဖတ်ဖို့လုတ်ပေးနိုင်ရပေါ့နော်တချို့သောပြည်သူတွေကလည်းကြာတော့ကျွန်တော်တို့ဘလော့ထိမြင်ရတယ်ဆိုလို့ရှိရင်မြို့မှာနေတဲ့လူတွေဘလော့ထိဒီအစိုးရအာဏာစီတို့စိတ်နာတယ်လဲဆိုလို့ရှိရင် OA လေးနည်းနည်းပါးပါးလေးရှိတာတော့မှညီကလေးနည်းနည်းရှိတာတော့မှတော့နေစရာမရှိတော့ညီကလေးတစ်စိတ်ကလေးရှိတာတော့မှရောင်းပြီးတော့ကျွန်တော်တို့တော်လည်ရင်အတွက်ဟို ပါဝင်ပေးတယ်နော်တတိယရဲမောင်လေးရေးမှာလို့လေအဲ့ဒါကြောင့်ကျွန်တော်ကအဲ့ဒါကိုပြင်စဉ်းစားမိဆိုအားငယ်ဖို့ကောင်းတယ်ဟုတ်လားဝဲလဲဝဲနေတယ်အဲ့ဒါကျွန်တော်တို့ပြည်သူဟိုလည်းကျွန်တော်တို့ပြင်ကြည့်ရတယ်ကျွန်တော်တို့လည်းကျွန်တော်တို့ဆက်ပြီးတော့ဒီအလုပ်ကိုလုပ်ရလဲအားငယ်စားမလို့တချို့သောလူငယ်တွေကအားငယ်တာရှိတယ်စိတ်ဓာတ်ကျတာရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့နောက်ကျောမှာဘာရှိလဲဆိုကျွန်တော်ကပြောနေတာကျွန်တော်တို့ရဲ့နောက်ကျောမှာပြည်သူရှိတယ်အကျွေးပဲတည်တင်ဘာပဲတည်တင်စိတ်ဓာတ်ကျတာအကြောင်းမရှိဘူးဟုတ်လား တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မတ်လ14ရက်နေ့အတွက်ပထမဦးဆုံးအားတော်လန်ရေးနဲ့ပတ်သက်တဲ့သတင်းအူသတင်းထူးလေးတွေကိုပြပြပေးထားပါတယ်ပြီးတော့ရင်ကျွန်တော်ဗီဒီယိုဒီကို reaction လုပ်ပေးပါမယ်ပထမဆုံးသတင်းလေးကတော့ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ပူလူတူစခန်းကို KNL ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိပြီးတော့မှမြန်မာစစ်သားတွေတင်ဆောင်ခြင်းနဲ့ထိုင်းဘက်ကိုထွက်ပြေးလာမှုတွေရှိနေတဲ့အကြောင်းမို့လို့ဒါဒီထွက်ပြေးလာမှုရှိတယ်ပေါ့နော်အဲ့ဒီအကြောင်းကိုမဲဆောက်မီဒီယာအပါအဝင်ထိုင်းသတင်းဌာနတချို့ကသတင်းဖော်ပြလာပါတယ် ဆိုတော့ဒါကျွန်တော်တို့ဖေဖော်ဝါရီလ26ရက်နေ့ကနေစတင်ပြီးတော့မှကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံခလရ31เนาะတရင်ရဲ့ပူလူတူစစ်စခန်းကို KNLA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကတိုက်ခတ်ခဲ့ပါတယ်အဲ့ဒီနောက်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခတ်မှုတွေတောက်လျှောက်ခုခံခဲ့ရကနေ match လ14ရက်နေ့ထိုင်းစံတော်ချိန်နနက်ဒါကျွန်တော်တို့7:30မိနစ်အချိန်မှာစစ်ကောင်စီရဲ့ပူလူတူစခန်းကလုံးဝပျက်စီးသွားပြီးတော့မှ ကင်နလီဥဆောင်တဲ့တပ်တွေကသိမ်းပိုက်ရရှိသွားတဲ့အကြောင်းပိုလူဒူဒါစစ်တပ်စခန်းကိုကင်နလီတပ်မဟာခွန်ကဥဆောင်ပြီးတော့မှတိုက်ခိုက်ခြင်းဖြစ်တဲ့အကြောင်းကိုလည်းဒါကျွန်တော်တို့သိရပါတယ်အဲ့တော့ဟိုဘက်ကိုပြေးတယ်ပေါ့နော်အဲ့တော့ထိုင်းရဆောက်ရှောက်ထားပြေးတယ်ပေါ့ဒါတော့လုံးဝမဟုတ်ဘူးဘာလို့ဆိုဟိုကောင်လေးလည်းခွေးပြင်းတော့ပြီးနော်ကြောက်ကန်ကန်ပြီးပြေးရဆိုတော့လေနော်အားပြပြကောင်တို့ပိုလူဒူစခန်းရလိုက်တယ်ကွာနော်ဟဲ့တပ်မဟာခွန်ကကျုံးတာတမဟာခွန်ကဥဆောင်ပြီးတိုက်တာဟဲ့အောင်တမဟာခွန်သွားရှုပ်လို့မရတော့ဘူးเนาะတမဟာခွန်မောင်တိုက်နေပြီเนาะနောက်ထပ်သတင်းလေးကတော့ ပြင်းမနာစစ်ကြောင်းမှုပေါ့နော်ရဲဘော်ကိုဆိုင်ခေါ်ကိုဝင်းလိုက်ပေါ့နော်သူ့ကိုဒါတပ်ဖြတ်ခံခဲ့ရမှုမှာကရင်ပြည်တဲ့တပ်မတော်မှာတာဝန်အပြည့်အဝရှိပြီးတော့မှကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူပေးရန်အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနက match လ7ရက်နေ့ညဘက်မှာထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့ match လ3ရက်နေ့နေ့လယ်တနာရီမှာနေပြည်တော်တိုင်းစစ်ဌာနရဲ့ပြင်းမနာစစ်ကြောင်းမှုပေါ့နော်ရဲဘော်ကိုဆိုင်ခေါ်ကိုဝင်းလိုင်ကိုပေါ့နော်ကရင်ဒါကျွန်တော်တို့ပြည်တက်တက်မတော်ဗဟုကော်မတီဝင်ဘုံမူကြီးတိမ့်ဟန်နဲ့တွေ့ဆုံဆွေးနွေးရင်ကရင်ပြည်တက်နေပြီအမှတ်6မြို့နယ် ဒုတမဟာပေါ့နော်ဒါကျွန်တော်တမဟာအဲ့ကျွန်တော်တို့ဘူးပေါ့နော်ဖိုးခွားကနေပြီးတော့မှလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့သိရတယ်။အဲ KNP တဲ့တက်မတော်ဘက်ကိုဒါကျွန်တော်နေပြီးတော့တိုက်စစ်ဌာနကနေပြီးတော့မှဒီဖြစ်စဉ်ပေါ်မှာအခြေအနေအကြောင်းရင်းသိဖို့ရန်အတွက်မလ9ရက်မှာစာထုတ်ပြီးတော့မှအကြောင်းကြားတယ်။ဒါပေမဲ့အကြောင်းပြန်လာကျွန်တော်မရှိသေးဘူး။ဂျာကာလာအခြေအနေမှာ KNP တဲ့တက်မတော်နေပြီးတဲ့အထိတွားရောက်တွေ့ဆုံဆွေးနွေးရန်ကြိုးစားခဲ့တယ်။သို့တော့ဗဟိုကော်မတီတွေကမှတွေ့ဆုံဖြေရှင်းပေးခြင်းမရှိဘူးလို့သိရတယ်ပေါ့နော်။အဲ့ဒီကယန်းဆိုတဲ့ကောင်ကတက်မတော်ကယန်းတက်မတော်ပေါ့ဗျာ။အဲ့ကယန်းတက်မတော်ပြောမယ်ဆိုစကားစားနဲ့ဖင်လို့ဖင်ခံတက်မတော်။ เนาะဖေလိုးဖေကန်တက်မှာတော့ဘာကြောင့်သိလဲဆိုတော့ကိုညီကအဲ့ကရမ်းမှာတာဝန်ကျခဲ့တဲ့ကောင်မို့လို့ရဲစီဒီယန်ကောင်ကရမ်းမှာတာဝန်ကျပြီးစစ်ပညာပေးခဲ့တဲ့ကောင်မို့လို့เนาะအဲ့တော့နောက်ထပ်တရင်လေးကတော့ထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်တောင်ရင်မြစ်တော့ဖြတ်ကူးပြီးတော့မှကျွန်တော်တို့ဖြတ်ကူးတယ်ပေါ့နော်တရားမဝင်ပြီးတော့ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားလူငယ်၁၀ဦးကိုဖမ်းဆီးရရှိခဲ့ပါတယ် ထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်အတွက်တောင်ရင်းမြစ်ကိုဖျက်ကူးပြီးတော့မှတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၁၀ဦးကိုဖမ်းဆီးရရှိတဲ့အကြောင်းကိုသိရတယ်။မက်လာ၁၃ရက်နေ့ထိုင်းမြန်မာအမတ်တေချစ်ကြည်ရဲ့တရားအနီးတောင်ရင်းမြစ်ကိုဖျက်ကူးပြီးတော့မှဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၁၀ဦးကိုဖမ်းဆီးရရှိခဲ့တဲ့အကြောင်းအသူတို့ကိုစစ်ဆေးရမှာတရားဝင်ဆောင်ရွက်စာတမ်းအထောက်အထားမရှိဘဲနဲ့ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတာဖြစ်တဲ့အကြောင်းထိုင်းနိုင်ငံမှာအလုပ်လုပ်ရန်အတွက်ဝင်ရောက်လာခြင်းဖြစ်ပြီးတော့မှ၁၀ဦးစလုံးကတော့လူငယ်တွေဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။ ဖန်စီရရှိတဲ့မြန်မာနိုင်ငံသား၁၀ဦးစလုံးကိုကျမ်းမာရေးစစ်ဆေးမှုတွေပေါ့နော်ပြုလုပ်ပြီးတော့မှမဲဆောက်ရဲစခန်းမှာထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝေရောက်မှုနဲ့စုံစမ်းစစ်ဆေးအမှုဖွင့်အရေးယူသွားမှာဖြစ်တဲ့အကြောင်းလည်းသိရတယ်ပေါ့နော်อืมအဲ့ဆယ်ရောက်လုံးကတော့စစ်မှုထမ်းရတော့မှာထင်တယ်ကျွန်တော်မြင်တာပြောပြတာနော်ကျွန်တော်မြင်တာပြောပြတာဒီလိုကိုပဲပြန်ပို့ပြီးတော့မှလုပ်နေကြတာပဲလေနော်နောက်ထပ်သတင်းလေးကတော့ဘကိုးတိုင်းပတောင်းမြို့နယ်ထုံးပုံမြို့အဝင်မှာပေါ့နော် အချမ်းဖတ်စစ်တပ်ရဲ့ရဲတွေကစစ်စေးဂိတ်ဖွင့်ပြီးတော့မှကားတစီးကိုငွေကျပ်2သိန်းလုံးနဲ့လုံခြုံရေးအကြောင်းပြဖမ်းဆီးတောင်းခံနေတဲ့အကြောင်းကိုဒေသခံပြည်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။အေအေနဲ့တိုက်ပွဲဖြစ်နေတဲ့ဗဒောင်းမြို့နယ်မှာမတ်လပိုင်းကနေစတင်ပြီးတော့မှထုံးပုံမြို့ရဲစခန်းကအချမ်းဖတ်စစ်သားနဲ့ရဲတွေကမြို့ဝင်ပေါ့နော်စိုက်ပုတ်ရှိမှ အဲ့တော့နေ့စဉ်ဂိတ်ဖွင့်ပြီးတော့မှခီးသွားကားတွေကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့မှကားတစ်စီးလေးငွေနှစ်သိန်းလုံးအတင်းအားမှာကောက်ခံနေတဲ့အကြောင်းဒါပြင်ကိုဂိတ်ကိုဖျက်တမ်းသွားလာနေတဲ့ထုံးပုံမျိုးနဲ့အနီးနားကျွော်တွေကပြည်သူများရဲ့သုံးပိတ်ဆိုင်ရွက်တွေကိုအချမ်းပတ်ဆက်ကောင်တွေတသားတွေကလော်ကျော်ကြီးအကြောင်းပြပြီးဖမ်းဆီးတဲ့ငွေကျပ်တောင်းချီတောင်းခံနေတဲ့အကြောင်းမို့လို့ပြည်သူတွေတွားရေးလာရေးခက်ခဲနေတဲ့အကြောင်းကိုလည်းဒါကျွန်တော်တို့သိရပါတယ်။လုတ်ပလိုက်ဆမ်းမှာကွာအဲ့ဒီပထောင်းအကောင်တွေကိုလုတ်ဆမ်းမှာမြေလိုဘကိုးတိုင်းထဲမှာဆိုငါညီကိုတွေဖျောက်လိုက်ဆမ်းမှာအခွေးတောင်းသားတွေကိုအောက်တန်းသားတွေကိုနော်အဲ့တော့ကျွန်တော်ဗီဒီယိုလေးတကြည့်အောင်ပါ ်ပထမဦးဆိုတာကျွန်တော်တို့စကားစားရဲ့ဒါကျွန်တော်တို့မင်းအွန်လိုင်းနဲ့သူရဲ့စစ်တက်เนาะတိုင်ပတ်နေတဲ့အကြောင်းအရာလေးเนาะအဲ့ဒါလေးကိုရဲပေါ်ကျွန်တော်တို့ဇေယာကရဲပေါ်အာကာကဖွင့်ချလာပါတယ်ကြည့်ကြည့်ပါတက်တလောအချိန်ကြီးကြီးမြအကြမ်းဖက်မင်းအွန်လိုင်းနဲ့အပေါင်းပါဆက်ကောင်းဆောင်ဘေးကျန်နေချက်ဖြစ်ပြီးတိုင်ပတ်နေတဲ့ကိစ္စလေးတစ်ခုကိုပြောပြအောင်ပါလဲဆိုတော့ဒီကောင်တွေကတီတူနဲ့အမြဲကန့်လန့်တိုက်နေတယ် ြည်သူနဲ့အငဲဆန့်ကျင်နေတေချာပေါ့ရှုံးမယ်ဆိုတော့တိအဲ့တော့ပြည်သူကိုချော့တလူလူလိုက်ရောတလူလူနဲ့ဂျင်းထဲလိုက်ချင်းချောက်လိုက်အကျန်းဖတ်လိုက်ပုံစံမျိုးမျိုးနီလန်းမျိုးမျိုးသုံးပြီးပြိနှိပ်လိုက်နဲ့သူတို့အစွမ်းရှိသလောက်ကြိုးစားလာခဲ့တယ်ဒီနှစ်ကျော်ကာလလည်းရောက်ရောသူတို့ထင်သလိုဖြစ်မလာဘဲနဲ့သူတို့မှရှိတဲ့စိတ်အင်အားပါချိနေလာပဲသူတို့ရဲ့ချိနေနေတဲ့စိတ်အင်အားကိုလည်း မဖြစ်မနေရဖြည့်တင်းရတော့မှာပြည်သူကိုလည်းချော့သူလို့နဲ့ဂျင်းထက်ရအောင်နောက်ဆုံးတော့ဒီကောင်တွေကပြည်သူကိုဂျင်းထက်မရမဲ့အတူတူပြည်သူဆန္ဒမပိုင်းတေချာပေါ့ရှုံးမယ်ဆိုတာတိတိကြီးနဲ့အကျန်းဖက်ပြီးတသားတိတိစုဆောင်းနေပြည်သူဆန္ဒမပါဘဲနဲ့ပေါ်တာဆွဲတယ်စစ်တင်နန်းနေပေးတယ်ခြေတန်းစစ်မျက်နှာပြင်ကိုပို့တယ် ဒါပေမဲ့လည်းအလံပြူထောင်တဲ့သူနဲ့လက်နဲ့ချတဲ့သူနဲ့ဟုတ်ပါပြည်သူနဲ့ပြန်ပူပေါင်းတဲ့သူနဲ့ဆိုတော့အေးစုံဒီကောင်နေမှာအရှုံးနဲ့အရှုံးပေါ်တိုင်နေတော်တော်ပတ်ဒါကိုမျက်စိစုံမှိတ်ပြီးတော့မသိချင်အောင်ဆောင်ပြီးတော့စစ်တပ်ရဲ့ဘောကိုမအနေနဲ့ဘောမနေဘောဟာလေတော်လေးတနာစရာကောင်းတယ် ဟုတ်ပါတနာစရာကောင်းတာမှာရွရွတော်မို့တော်တော်လေးကိုတနာစရာကောင်းတာအခုဆိုရင်ကျွန်တော်တို့ဒါပြောမယ်ဆိုရင်တော်လိုင်းတပ်ဖွဲ့ဝင်တွေကတိန်းထားတဲ့မြို့တွေလည်းအများကြီးပဲရထားတဲ့စခန်းတွေလည်းအများကြီးပဲလက်လက်လေးဆိုတောင်းလို့ပုံကြည်စံရေချိုးပြီးတော့မှလက်နက်ကိုတောင်းလို့ပုံပြီးရနေတဲ့အခြေအနေဒီလိုမျိုးအခြေအနေတွေဖြစ်လာတာကစကစရေပြီးတော့မှထားတဲ့တစ္ဆာတရားတွေမေတ္တာတရားတွေစူးနေတဲ့တရားပေါ်လိုမျိုးဖြစ်နေတာဒါလည်းအခုချိန်ထိမိုက်နေတော့ဘလောက်တောင်မိုက်လို့ဆိုခွေးထက်ကိုမိုက်နေတာအဲ့တော့ခွေးကြကြအောင်မှဒီစစ်တက်ကြီးရတယ်နော် ဲ့တော့နောက်တစ်ပြိုင်နေတစ်ခုကတော့ပါဆိုတော့တက်တွင်းဖယဲသီးလေးတွေရဲ့အကြောင်းကိုဆ iam ဒေါ်မေမေဝဘကနိုင်ငံတကာကိုဖြည့်ချထားတဲ့ပြိုင်လေးနောက်တော့ကြည့်ပါ I was reading about the watermelons. Have you yes. I don't remember you talking about watermelons last time, but recently I've heard about Watermelons. Are you familiar with that term? Yes. It's yes. Say more. There, uh, watermelon means a so watermelon is green outside and red inside, right? The green is the military color, and red is the NLD, National League for Democracy color. So there are many serving inside the military that are providing a lot of uh, intel yeah. for the, the. So that was another thing. So because of a lot of the defection, mm. uh, these defectors are providing the vital understanding of how the military works and many of the uh, when they do the uh, munition production, yep. weapon production for the resistance side, rudimentary they may be, those skills are coming from these defectors. Oh. And, and then these defectors are the one primary people that are launching the psychological operation, PSYOP, against the military. And that further erode the, uh, uh, the fighting spirit, mm. uh, the will to fight of the, uh, the military uh, personnel troops as well. So that that's one angle. But another one is and and uh, the how corruption plays into it is they are the ground commanders are one afraid to report mm. the true ground situation. Yeah. Mm. Right? Uh, if they have killed in action, they don't report fully of how many has been killed. Mm. Uh, there are some uh, how many has defected they don't report exactly mm -hmm. so any given moment the nibiru they don't really have a full grasp on uh, how many troops they have mm -hmm. and i think i had mentioned last time uh, there was a unit in kitchen state that the you know nibiru told to attack and but that unit has not been there for two years mm -hmm. so they have these ghost unit ghost soldier in wow. it so you know when you have that level of uh, 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 corruption and uh, you 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 really don't have an effective force no you don't so no. that's why they're they're uh losing အဓိကတော့တက်တွဲထဲမှာရှိနေတဲ့ဖယဲသီးတွေရဲ့သတင်းပေးပို့မှုကဒီတော်လိုက်အရှိန်ဟုန်ကောင်းလာတယ်လို့စက်တရဲ့ကြာဆုံးကန်းဟာတဖြည်းဖြည်းနဲ့များများလာတယ်ဆိုတဲ့အကြောင်းလေးကိုဆီယမတော်မီမီဝင်းဘတ်ကပြောမယ်ဆိုရင်ပြောပြခဲ့တာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ဒါကျွန်တော်တို့ဆီယမ်မေးထပ်ပိုင်ပေါ့နော်စီဒီယန်ဆီယဝင်ဆီယမ်မေးထပ်ပိုင်ကမင်းအွန်လိုင်းကရွေးကောက်ပွဲကိုဘာကြောင့်အသေးအတန်လှုပ်ချင်နေရတာလဲဆိုတဲ့အကြောင်းရင်းလေးကိုဖွင့်ဟလာပါတယ် နားထောင်ကြည့်ပါဒီပေါ့နော်စစ်ကောင်စီကဘာဖြစ်လို့တကောင်စင်းတွေအသေးတန်ကောက်မဲစင်းတွေအသေးတန်ပြုစုပြီးတော့ရွေးကောက်ပွဲအသေးတန်လုပ်ချင်ရတာလေရှင်းရှင်းလေးပဲသူတို့ကတရားဝင်အစိုးရဆိုရအတုံးတုံးလိုချင်လို့ဒါပဲနိုင်ငံတကာကတို့အတိမတ်ပြုတာကိုတို့သိလောက်အောင်လိုချင်နေလို့လက်ချက်တမိစီကိုအရန်ရချင်နေလို့အခုတော့ပြောကြရင်တို့ခြေသလုံးဖတ်ပြီးတော့တွားပြီးတော့ပေါင်းနေရတဲ့ တရုတ်ကြီးနဲ့ရုရှားကြီးကသူတို့ရဲ့အဘာတွေကလည်းသူတို့မကူညီနိုင်ဘူးနိုင်ငံတကာမှာတရားဝင်ဖြစ်တည်မှုကိုအင်းသိလားဘာကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်ကအာဏာကိုလုထားတဲ့အစိုးရဖြစ်နေလို့โอเคနော်အဲ့ဒါကြောင့်မလို့သူတို့ကရွေးကောက်ပွဲအသေးအံကျင်းပချင်ကြတာတရားဝင်မှုတရားဝင်အစိုးရဆိုတဲ့နာမည်ကို တအားလိုချင်တာဟုတ်တယ်အဖန်အသံဝင်လို့အပ်နေတာဟုတ်ပါအဲအကြောင်းလို့ဆိုရွေးကောက်ပွဲတအားကျင်းပချင်တာမက်ဆင်းနဲ့လိုက်ကောက်မက်ဆင်းကောက်တဲ့ခါကျတော့တချို့ဟိုမငိမ့်ချမ်းတဲ့ဒေတာတွေမှာပေါ့နော်အဲ့မှာဆိုရင်လည်းဟိုပေါ့နော်ခန့်မှန်တွက်ချက်နဲ့နီးနေပေါ့နော်မက်ဆင်းလူမှုရေပြုစုတဲ့ကြီးရတယ်နော်ဟုတ်လားမဲပေးမဲ့လူမှုရေစင်းအောင်ခန့်မှန်တွက်ချက်နဲ့နီးနေကောက်ကောက်ခံတယ်တဲ့ ဘယ်နိုင်ငံမှာမှမရှိဘူးเนาะဒါမြန်မာနိုင်ငံမှာပဲရှိတယ်ယူလဲယူပါဟုတ်ပါထားပါနောက်တစ်ခုကမင်းအွန်လိုင်းကမင်းကသူဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာတဲ့လူကြီးတွေကြဆင်းနေတဲ့ပြည်ပကိုထွက်ခွာတဲ့เนาะအလုတ်သွားလုတဲ့လူတွေများလို့ ਨੇ ပြီးတော့သိဆုံးရလူတွေများလို့တဲ့အားကြောင့်မို့လူကြီးကြဆင်းတာသူစိုးရိမ်နေအကြောင်းပြောတယ်ဒီလူကကြောင်နေလားခေါင်းနေလားတမို့တမင်ဝင်များပြောတာလားဘောเนาะအဲ့အရှက်မရှိပြောတာလားဟုတ်ပါဘို့ဒီနိုင်ငံမှာမှဘယ်သူမှနေချင်တဲ့လူမှမရှိတာ နေတဲ့လူမရှိဘူးဆိုတာတော့လုံးမလုံးကြုံတာอืมဟုတ်ပြီလားမလုံးကြုံဘူးလုံစားကန်စားရမလွယ်ဘူးသူများတွေလူငယ်တွေเนาะ၄၀အောက်ကြီးเนาะအများစုပေါ့နိုင်ငံသားထွက်ကြရဒါမဆန်းဘူးပြီးတော့တင်ကြီးတင်ရဲ့လူတွေများလို့တဲ့သူပြောရမှာပေါ့เนาะတင်ရဲ့လူများပေါ့သူပဲလာရဘုံကျဲလိုက်တက်နေတာဟုတ်ပြီလား 今天啊，说已经三天过去了，他家嘛哟，湖北这边的饭对嘛呗，家里嘛多包扎的水，所以说什么穿裤子，第二天不多，虽然我就比较涂面啊？三缸都没缸，没流过的，怎么得这样的？老米家，他我跟你讲了，是吧？什么穿我就香香的，我想到没有？比如谁跟我朋友在走啊？干过呀的？哪里都干过的，没好姑娘，好不啦？都老现在都是清凉的、腼的老叫干过的。 သူတို့ဟာဒီတရားဝင်မှုဆိုတော့ legitimacy ကိုအသေးအတန်ဝင်လိုအပ်နေတာပေလူမျိုးပေါင်းလိုလိုလာဟုတ်တယ်ကျွန်တော်တို့ပေလူမရအောင်อืมဟုတ်ပြီလားသူတို့ဟာကျွန်တော်ရဲ့ရွေးကောက်ထားတဲ့ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီးတော့မှတရားဝင်အစိုးရဖြစ်နေတာမို့လို့လုံးဝတရားဝင်မှုမပေးနိုင်ပါဘူးဒါပဲဟုတ်တယ်အရန်နေတရားတရားဝင်စင်နေတာကွာတလားတရားဝင်ခြင်းလဲဆိုတော့ရိတ်တာတာပို့လိုက်တော့ ရှေ့မှာ2020မှာကွာ NLD ကပြောမယ်ဆိုရင်တောင်းပြိုကမ်းပြိုကိုထပ်နိုင်ထားပြီးသားအဲ့ဒီဥစ္စာကိုတို့တွေကပယ်ဖြတ်ချင်တဲ့အကြောင်းပေါ်လို့ရွေးကောက်ပွဲကိုအသေးအံလုပ်ပြီးတို့ဘာတို့တရားဝင်အစိုးရပါဆိုပြီးနိုင်ငံတကာကိုချပြချင်တာနော်တခါစီကတအားရှိဖို့ကောင်းတယ်တလားဘာမှဟိုကိုတော်မှမသွားနိုင်တဲ့နေရာတွေသွားပြီးတော့မှခံမှန်းချီတဲ့လူစည်ရဲကိုဘယ်လိုပြောတကောင်စည်ရဲကောက်တဲ့အွက်တရားဘယ်နိုင်ငံမှမရှိတကယ်စောက်ပေါ်ကြတဲ့ဒီမြန်မာနိုင်ငံမှာစစ်တပ်အုပ်ချုပ်နေတဲ့ကာလပဲရှိတယ်တကယ်ဟာတွေနောက်တစ်ပီရိုဖိုင်လေးကဒါကျွန်တော်တို့ အာကြော့ရဲဆေးဘွားပေါ့နော်ကြော့ရဲဆေးဘွားဆိုလိုင်းဘက်တလီယန်ကကြော့ရဲဆေးဘွားဖြစ်ပါတယ်ပြည်သူတွေရဲ့တော်လိုင်းရေးပေါ်မှာဆရာထက်တန်မှုတွေအပြင်ကိုသူ့ရဲ့တော်လိုင်းရည်တည်ချက်ခံယူချက်တွေကိုပြောပြထားပါတယ်နားတော့ကြည့်ပါဗျာစားဖို့မရှိဘူးကျွန်တော်တော်လိုင်းရေးလုပ်ဖို့အတွက်ဟိုတော့ဝင်ကြည့်ပေးလိုက်ဟိုသူတို့ကဟိုဘယ်လိုလဲထပ်ပို့လုပ်ပေးနိုင်ပေါ့နော်တချို့သောပြည်သူတွေကလည်းကြာကျွန်တော်တို့ဘလော့ထစ်မြင်ရလဲဆိုလို့ရှိရင်မြို့မှာနေတဲ့လူတွေဘလော့ထစ်ဒီအစိုးရအာဏာစီတို့စိတ်နာတယ်လဲဆိုလို့ရှိရင် ။အိုးအဲ့ဒီနည်းနည်းပါးပါးလေးစီလာတော့မှညီကလေးနည်းနည်းစီလာတော့မှတော့နေစရာမရှိတော့ညီကလေးတစ်စိတ်ကလေးစီလာတော့မှရောင်းပြီးတော့ကျွန်တော်တို့တော်လည်ရင်တော့ပါဝင်ပေးတယ်နော်။ဒီရရတယ်မောင်လေးရေးပါလို့လေ။အဲ့ဒါကြောင့်ကျွန်တော်ကအဲ့ဒါကိုပြင်စင်းစမ်းမိဆိုအားငယ်ဖို့ကောင်းတယ်။ဟုတ်လားဝဲလဲဝဲနေတယ်။အဲ့ဒါကျွန်တော်တို့ပြည်သူကိုလည်းကျွန်တော်တို့ပြည်ကြည့်ရတယ်ကျွန်တော်တို့လည်းကျွန်တော်တို့ဆက်ပြီးတော့ဒီအလုပ်ကိုလုပ်ဖို့လည်းအားငယ်စမ်းမလို့တချို့သောလူငယ်တွေကအားငယ်တာရှိတယ်စိတ်ဓာတ်ကျတာရှိတယ်။ဒါပေမဲ့ကျွန်တော်ရဲ့နောက်ကျောမှာဘာရှိလဲဆိုကျွန်တော်ကပြောကြည့်တာ။ ကျွန်တော်တို့ရဲ့နောက်ကျောင်းမှာပြည်သူရှိတယ်အကျွေးပဲတည်တင်ဘာပဲတည်တင်စိတ်ဓာတ်ကြစားကြောင်းမရှိဘူးဟုတ်လားပြည်သူဆိုတာကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်မြန်မာတနေငယ်ထဲမှာရှိတယ်မဟုတ်လားဟိုတိုင်းတဲ့ပြည်ထဲမှာတွားနေကြတဲ့ကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့မြန်မာပြည်သားတွေနော်ကျွန်တော်တို့လူမျိုးတွေကျွန်တော်တို့တိုင်းရင်းသားတွေဘယ်လောက်ထိများတယ်လို့ဆို35နိုင်ငံမှာတောင်းပင်ကြီးလိုက်မြန်မာနိုင်ငံသားမရှိဘူးဆိုတာတရားမှမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်မြန်မာပြည်ပြည်ရှိနေတဲ့အချိန်မှာကျွန်တော်ဒီဒေါ်လာကြီးကိုဘာဖြစ်လို့ပြက်ပြက်သားသားမလုပ်နိုင်ဘူးဆိုတာဒါစဉ်းစားစရာပဲအဲကျွန်တော်ကပြောနေတဲ့ဒီအချိန်မှာပြက်ပြက်သားသားလုပ်သိနေ ပြက်ပြက်သားသားပြစ်စက်မှုစီရမယ်ပြက်ပြက်သားသားလည်းလုံနိုင်ကြတယ်ဆိုစီရမယ်မဟုတ်လားအဲ့ဒါကြောင့်ကျွန်တော်တို့ကဘာဖြစ်လဲအဲ့လိုမျိုးပြောနေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နောက်ကျုံးမှာပြည်သူရှိလို့ပြည်သူအပြည့်အဝထောက်ခံလို့ပြည်သူလည်းဒီအချိန်မှာကျွန်တော်တို့ ਨੇ တူတူပဲအနဲ့နာခံရမယ်တူတူပဲဆင်းရဲဒုက္ခခံရမယ်ပြည်သူတွေလည်းအသက်ပြစ်စက်ရမယ်ပြည်သူတွေလည်းအစီရင်ဒုက္ခခံရမယ်ကျွန်တော်တို့ရေပေါ်ရေပဲတွေလည်းပြစ်စက်ရတဲ့ရေပေါ်ရေပဲတွေလည်းအနဲ့နာခံရမယ် ရှင်ရဒုက္ခကြမှာရင်ဆန်နေရတယ်တခါတလေကြရစားမှမစားရဘူးတခါတလေကြချုံမမရှိဘူးတခါရငွေရုပ်သူမရှိဘူးရှိတဲ့အရာလေးတော့ကျွန်တော်တို့ကြော်ဖြတ်ပြီးတော့တခါတလေကြတော်ကြမှာတွားပြီးတော့ဂျမ်းညံ့မယ်ဆိုလို့ကျွန်တော်ပြောပြရင်လည်းကျွန်တော်တို့လှနဲ့ချီပြီးတော့ငပြောတော့ကိုကြည့်လို့ရှိရင်ငခုသားလို့မြင်ပြီးတော့ကျွန်တော်တို့စားနေရတဲ့အခြေလေးရှိတယ်နော်အေးအဲ့ဒီအခြေကိုကျွန်တော်တို့ဘလော့တီကိုကြော်ဖြတ်လိုက်ရဆယ်လို့ဆိုရင်အဲ့ဒါကြောင့်ကျွန်တော်တို့အားမငယ်ဘူးကျွန်တော်တို့ရဲ့နောက်ကျောင်းမှာပြည်သူရှိတယ်နော်အဲ့ဒီပြည်သူကတခါတလေကြရင်မနိုင်တော့မှစားရတော့ဖို့နိုင်တဲ့ပြည်သူရှိတယ်ဟုတ်လား ဲ့ဒါစာသုံးဘာဇီမကျူငါပြရတယ်ဟုတ်လားအဲ့ဒါပြောလားစာသုံးတက်နေတော့မှကျွန်တော်တို့ကျေးဇူးတင်တယ်ဘာဖြစ်လဲဆိုတော့ဒီအချိန်မှာစာသုံးလက်တက်မိုးစီတယ်ကျွန်တော်တို့ကဟုတ်တယ်အေးအဲ့ဒါကြောင့်ကျွန်တော်ကပြောချင်းတယ်စိတ်ကမကြကြနဲ့တော်လိုက်မှဘဒူဘက်သူခမှုတွေပြောဘာပဲပြပြောမို့လားအဲ့ဒါဘာအဖွဲညာအဖွဲဟိုအဖွဲစီမကောဒီဖွဲဆိုနားထဲမှာနားမရောက်မိစေနဲ့ဟုတ်လားကျွန်တော်တို့စောက်စီနဲ့လဲစီနဲ့လူချင်းနဲ့အတက်နဲ့လူချင်းနဲ့ပိုင်းနဲ့ရောက်ပဲရေးကြည့်တယ်ဟုတ်တယ်အေးကျွန်တော်တို့ကတော့ပေးဆက်ဖို့ကလေးကြတော့ကျွန်တော်တို့ပြည်သူတွေကရေးရေးရင်းနဲ့မမရရရနဲ့ကျွန်တော်တို့ကရက်တည်ပြီးသား ဒါပေမဲ့ကျွန်တော်တို့ရဲ့နောက်ကျောင်းကဘာလို့လဲကျွန်တော်ဥဒ္ဒထအကောင်းမလို့လေဥဒ္ဒထမကောင်းဘူးဆိုလို့ရှိတော့ကျွန်တော်တို့ကစစ်ဆက်ပြီးတော့အစ်မထိုးဖောက်ဖို့ကတော့ကျွန်တော်တို့အန်ရဂျီစီးတယ်ဒါပေမဲ့ဒီအချိန်မှာအဲ့ဒီစကားမျိုးပြောရပြောရဆိုရင်ကျွန်တော်တို့မှဒီအချိန်မှာဒီတော်လိုက်မှာလို့ဆောင်နေတဲ့အခါကျတော့အန်ရဂျီမရှိဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့နောက်ကျောင်းမှာကျွန်တော်ရဲ့ background ကပြည်သူကမမရရရနဲ့ဥဒ္ဒထကြီးကြီးမားမားစီးတယ်ကျွန်တော်တို့မကြောက်ဘူးဒီလဲဆိုကျွန်တော်ခီးရောက်သွားမယ်အဲ့ဒါကြောက်ရစီသွားပဲဗျာတိလား အဲ့ဒါကျောရဲ့ဇေဝပဲကျောရဲ့ဇေဝဘလောက်ပြက်လဲဆိုရင်ရှေ့ကာလတွေတော့ဆိုရင်ကျောရဲ့ဇေဝမှာ73မှမရှိဘူးလန်ယွန်းဘက်တလီယံမှာ73မှမရှိဘူးနောက်ပိုင်းမှာသာကျောရဲ့ဇေဝလည်းပြန်ပြီးတော့မှ73ဘန်းဥပဒေတွေပါတယ်သူတိသွားပုံရပါတယ်အဲ့ဥစ္စာနဲ့ပြန်ပြီးတော့မှသူ73ဘန်းလက်ခံတာအရင်တော့ကလန်ယွန်းဘက်တလီယံပြက်တယ်ပြက်ချက်ကြီးရကြောက်စရာကြီးကျောရဲ့ဇေဝစစ်ကြောင်းပါလာပြီဆိုရင်အကုန်လုံးကအားတက်တာကျောရဲ့ကရင်ပြည်နယ်မှာကျောရဲ့ဇေဝစစ်ကြောင်းတွေကော့ဘရာတော်တော်လေးကိုနာမည်ရခဲ့တာ ြောမယ်ဆိုရင်ကျောက်ဆိုတာအားစူးစားခဲ့တဲ့ထဲမှာပါတယ်ဒါကြောင့်မို့လို့လေသူ့ညီကိုတွေကသူ့ကိုချစ်ပြီးသူတွေကသူ့ကိုချစ်တာပေါ့နော်ဒါကျောက်ဆိုတာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်မိသားစုများအားလုံးပဲနောက်တစ်ခါမှပြန်ဆိုတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေခင်ဗျကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မေးပါတယ်ခင်ဗျကျေးဇူးပါ